မင်္ဂလာပါမင်းသမားရဲ့ editorial talk season ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ် season မှာစက်ကောင်စီရဲ့ဒီရုရှားခရီးစဉ်နဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့ရွေးချယ်ထားပါရစေ။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာစကောင်းဆောင်နဲ့အပေါင်းပါတွေကယူရရှားမှာကျင်းပတဲ့ဒီဒုတိယကမ္ဘာစစ်တုံးကမဟာမိတ်တွေအောင်ပွဲရတဲ့နှစ်80ပြည့်အခမ်းအနားကိုတက်ရောက်ခဲ့တာရှိတယ်ပေါ့နော်။ဆိုတော့ပထမဆုံးဒီအခမ်းအနားကိုဘယ်လိုနိုင်ငံကသူတွေတက်ရောက်ခဲ့ကြလဲပြီးတော့အဲ့ဒီအခမ်းအနားကဘယ်လိုအခမ်းအနားမျိုးလဲပြီးတော့အဲ့ဒီအခမ်းအနားမှာစကောင်းစီတက်ကစည်ရေးပြခဲ့တာမျိုးလဲရှိတော့ဘာကြောင့်အဲ့မှာစည်ရေးသွားပြတာမျိုးရှိမလဲအရင်ဆုံးပြောပြပေးပါဦးရှင်။ ရုရှားရဲ့စစ်အောင်ပွဲခန်းနာဆိုတာဒါတနည်းအားဖြင့်တော့ရုရှားရဲ့စစ်အင်အားကိုထုတ်ပြတဲ့နစ်စင်ကျင်းပတဲ့စစ်ကြီးတပွဲကြီးပဲတကယ်တော့မေလ9ရက်နေ့အောင်ပွဲကရုရှားတနိုင်ငံရဲ့အောင်ပွဲမဟုတ်ဘူးသူကဥရောပတိုက်တစ်ခုလုံးမှာနာဇီဂျာမနီလက်နက်ချခဲ့ရတဲ့ Victory of Europe ဥရောပရဲ့အောင်ပွဲပဲဖြစ်တယ်နော်အရင်ကတော့ဒီနေ့ကိုအထိမ်းအမှတ်နေနေနဲ့မကျင်းပခဲ့ဘူးဒါပေမဲ့ ဒီဆိုဗီယက်ခေတ်ကာလပေါ့ဆိုဗီယက်ကောင်းဆောင်ဘရစ်နက်ကာသူအုပ်စိဇင်ကာလ1963မှာဆိုဗီယက်လူငယ်တွေရိုချစ်စိတ်သက်ရှိလအောင်ဆိုပြီးတော့ကျင်းပတာနေပြီးတော့2014ခုနှစ်ပရိုင်မီယာအရေးဖြစ်လာပြီးတဲ့နောက်ပိုင်းဦးတင်ကဒီခန်းနာကိုရုရှားမှန်ကင်းလို့မရတဲ့အထိဖြစ်အောင်ဆိုပြီးတော့သူကလှုပ်လာတာနိုင်ငံရေးဝါဒဖြန့်ဖို့အတွက်တုံးလာတယ်ပူတင်ကအင်ပါယာပြစ်ရှင်ဆိုတဲ့စိတ်ရှိတဲ့ကာကြတော့ ူအာနာတကိုးကြီးတယ်ဆိုပြီးပုံပေါ်ခြင်းလားအဲ့ဒါကနေပြီးတော့အလွန်ကျွံအစာချဲ့တဲ့ခန္ဓာတစ်ခုဖြစ်လာတော့တာပေါ့နော်အခု80ပြည့်ခန္ဓာကိုချီတက်တဲ့စစ်တီရင်က1500ရှိတယ်တင်ကားတွေစီရင်ပေါင်းဟောစီရင်နေ180လောက်တော့ချီတက်ခဲ့တယ်တဘောကတော့ရုရှားမှာအာစစ်အင်အားတောင့်တင်းတာတောင့်တင်းနေစေဖြစ်တာဆိုပြကျင်တယ်လို့သူ့မှာသူ့ဘက်ကမဟာမိတ်ကြီးရှိတယ်ဆိုတာပြကျင်တယ်နော်ပြောအဓိကကတော့ဒီမှာလာတက်တဲ့ အဲအုပ်စုကိုဟိုတကယ်အရေးပါတဲ့အုပ်စုကတော့ဒီမှာလာတက်တဲ့အဓိကအုပ်စုကတော့အမေရိကန်ရဲ့အနောက်နိုင်ငံတွေလက်ပြိုင်ဘက်အုပ်စုပေါ့နော်အဲတစ်ဖက်ကပြောရလို့ရှိရင်ကွန်မြူနစ်တွေအာဏာရှင်နိုင်ငံတွေရပါဒီခန်းနာကိုတက်တဲ့နိုင်ငံ26နိုင်ငံမှာဖွဲ့ကြည့်လိုက်ရင်အရင်ဆိုဗီယက်ခွဲထွက်နိုင်ငံတွေကဘီလာရုစ်မော်ဒိုဗာအက်စတိုးနီးယားလက်တဗီးယားလစ်သူရေးနီးယားအာမေးနီးယားအဇာဘိုင်ဂျန် Kazakhstan, Uzbekistan, Kazakhstan, Tajikistan, Turkmenistan နဲ့ Georgia ဖွထွက်တဲ့ဒေသတွေဖြစ်တယ်။ Akhazia နဲ့ Town Ossetia လို့ဖြစ်ဆိုဗီယက်ကနေပြီးတော့ခွဲထွက်သွားတဲ့နိုင်ငံတွေထဲမှာအခုပူတင်ရဲ့ကြံသူတော်ဖြစ်နေတဲ့ယူကရိန်းပါဝင်ဂျော်ဂျီယာတို့ဘော်တစ်တို့ကတော့ခဏကိုမတက်ဘူး။နောက်ခဏတက်တဲ့နေရာမှာရုရှားရဲ့ အာဖရိကဩဇာကနိုင်ငံတွေဖြစ်တဲ့ဘူကီနာဖာဆိုနော်အီဂျစ်အီသီယိုးပီးယားကွန်ဂိုဇင်ဘာဘွေတို့လည်းတက်တာတွေ့ရတယ်။တောင်အာဖရိကနိုင်ငံတွေထဲမှာတော့ဘရာဇီးကျူဘာဗက်နီဆွဲလာတို့တက်တာတွေ့ရတယ်။ဥရောပနိုင်ငံတွေထဲမှာတော့တက်တာရှိတယ်။ရှာရှာပါပါဆာဗီးယားနဲ့စလိုဗက်ကီးယားနိုင်ငံတို့တက်တယ်။ ရှေ့တောင်အရှနိုင်ငံတွေထဲမှာတော့လာအိုမြန်မာနဲ့ဗီယက်နမ်တို့တက်သမုဒ္ဒရာပိုင်းစုံကပပူအာနယူဂီနီတက်တယ်။နောက်မွန်ဂိုလီးယားနဲ့ဒီအာရှဘက်ကဗဟိုအာရှကတရုတ်တက်သမရပူတင်ကအိန္ဒိယဝန်ကြီးချုပ်မိုဒီကိုဖိတ်ပင်လိုက်လေမိုဒီကမတက်ဘူး။အကြောင်းရင်းကတော့ချီချင်းပင်တက်မှာဖြစ်လို့ပါကစ္စတန်နဲ့ဘရိတ်ကဖြစ်နေတာကိုအကြောင်းပြပြီးတော့မတည့်ခဲ့တာလို့ရုရှားရဲ့ နိုင်ငံရေးသုတေသီတယောက်ကပြောထားတာတွေ့ရပါတယ်ဒီပွဲကိုတက်တဲ့အထဲမှာသမရအရှီချင်းဖင်ဘရာဇီးသမရလူလာဒက်ဆီလ်ဗာနဲ့ဆလိုဗက်ကီးယားသမရဆာဗီးယားသမရတို့ကတော့တကယ် VVIP တွေပဲဂျန်နဲ့ခေါင်းဆောင်နေရတော့ပြောရရင်တော့ဘူတင်ရဲ့ဩဇာကလက်ဝေကံတပည့်သားငယ်လို့ဟိုအုပ်စုကများပါမဟာမိတ်ကအဲ့လိုမဟာမိတ်ကများပါမြန်မာပါလာတဲ့အကြောင်းကတော့မင်းအောင်လှိုင်ကပူတင်ကိုကိုးကွယ်တယ်ဒါတပည့်လူဖြစ်တယ် အဲ့ဒီတော့ဒီရုရှားကဒီလိုပွဲကြီးမျိုးတက်ရတာသူ့မှာဘုံစရာဖြစ်ဒါအပြင်ဒီစစ်ကောင်စီရဲ့စစ်တပ်ကိုပါအာခြိတက်သွားတာဖြစ်စေတာတော့မြန်အောင်လိုက်ဒီ2025ခုနှစ်ဒီနှစ်အမတ်လခီးစဉ်မှာဟိုတင်ကဒီရင်းပြင်းနေခြိတက်ပွဲမှာမြန်မာစစ်တပ်ကိုပါဝင်စေချင်တယ်လို့ပြောတာ ਨੇ အဲဒါပါပါဝင်ခဲ့တာဖြစ် နောက်တစ်ခုကဒီအခမ်းအနားထဲမှာဆိုလို့ရှိရင်ဒီရုရှားသမ္မတပူတင်ကဒီစစ်ကောင်းဆောင်ကိုပေါ့လေနိုင်ငံကောင်းဆောင်တယောက်လိုမျိုးတူတူတန်တန်ဆက်ဆံတာမျိုးမတွေ့ရဘူးပေါ့နော်ဒါပေမဲ့ဒီစစ်ကောင်းဆောင်ကတော့ဒီအခမ်းအနားကိုတက်ခွင့်ရလို့သူတော်တော်လေးဂုဏ်ယူနေတာကိုတွေ့ရပါတယ်ဆိုတော့ဒီအခြေအနေကိုသူတကယ်ပဲကျေနပ်ရလားပေါ့လေပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုမြင်တယ်လဲရှင်အာအဲ့ဒီမှာမင်းအွန်လိုင်းကိုဟိုတခြားသောနိုင်ငံကောင်းဆောင်တွေနဲ့တူတူတန်တန်ထားတဲ့ထားဖို့ဆိုတဲ့ ဲ့မှာနှစ်ပိုင်းတော့ရှိတယ်တစ်ပိုင်းကတော့ဟော तू ကဟိုဟိုဟိုအပြင်ဘက်မှာထိုင်ရတာမဟုတ်ပါဘူးနောက်ကျောမှာထိုင်ရတာမဟုတ်ပါဘူး तू ကပရမတ်တန်ကခုနကပြောလို့ VPN ပြီးနေဒုတိယတန်ကြတော့မှပြောရင်တော့နိုင်ငံငယ်တွေဒီနိုင်ငံငယ်တွေခေါင်းဆောင်တွေဟောအဲ့လိုမျိုးအဲ့တော့မင်းအောင်လိုင်ကဒုတိယဟိုအောက်စုထဲမှာရောက်တာပေါ့နော်အခုခီးစင်ကမင်းအောင်လိုင်အတွက်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာငါးချိန်မြောက်ရုရှားကိုသွားတဲ့ခီးအဲ့မဲ့ तू တက်ချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ၁၂ချိန်မြောက်ခီးစင်ဖြစ်သွားတယ် ရုရှားကိုကြီးပဲသွားတာဆက်နှစ်ကျင်မင်းအောင်လှိုင်ရဲ့အဲစိတ်နေသဘောထားသူကရုရှားကိုအာကိုတယ်ပူတင်ကိုလည်းအဘခေါင်းဆောင်ကြီးဆိုပြီးတော့ဒါချီးမွမ်းကန်ဖွင့်နော်သူဒီမြန်မာနိုင်ငံကသားရဲ့ဒီရိတ်အောက်မှာရှိတဲ့လောက်ခံနိုင်ငံလေးတစ်ခုလို့ပုံစံမျိုးနဲ့ဒီအောက်ကျုပ်ပြီးတော့ချင်းကတ်နောက်ရုရှားပါလို့လို့ပူညီဖို့အစင်အစင်တဲ့ဆိုတာမျိုးရှိတစ်ဖက်မှာပူတင်အတွက်ကတော့ဘာခိုင်းခိုင်းခိုင်းလို့ရတဲ့နောက်လိုက်တယောက်ရတယ်ဥပမာ rush ရုရှားယူကရိန်းနဲ့စစ်ပစ်တော့ခဲယန်လိုအပ်ချက်တွေအရန်မြင့်လာတဲ့အချိန်မှာကျွန်တော်ဗရောင်းမှာရှိတဲ့ကပ္ပစ3ကထုတ်တဲ့120မမမော်တာတီတွေကိုဘေဘောဘောနဲ့ရုရှားကိုပို့ပေးခဲ့ရုရှားရဲ့စစ်ယုံနဲ့လေယာဉ်တွေမှာလုံသားလို့ရဆိုရင်ဒီစစ်ကောင်စီရဲ့လုံမဝင်ကြီးဌာနကနေတခြားနိုင်ငံတွေကိုဟိုသွားတာဟိုပုံစံအမျိုးမျိုးနဲ့တားနေပြီမဲ့ရုရှားဆိုရင်ဇယင်ကြီးဆိုပြီးပို့ပေးရုရှားကလည်း ဒီစစ်ဖြစ်တဲ့အခါကျတော့စစ်မှုတန်းစင်ခေါ်တာနဲ့လူငယ်တွေကထွက်ပြေးတာထွက်ပြေးပေါ့နော်စစ်တိုက်တာအဲ့လိုမျိုးဖြစ်နေတဲ့အခါလူသားလူအပ်ချက်မြင်လာတဲ့အချိန်မှာမြန်မာလိုဟိုနိုင်ငံကနေပြီးတော့အဲလူသားတင်သွင်းရတဲ့မျိုးတွေအရေးကြီးလိုအပ်တာဖြစ်တယ်နော်အဲ့ဒါအတွက်ကိုဒီမောင်နိုင်ဖြစ်အောင်လုပ်ကြည့်။နောက်ရုရှားခဲယန်၄မျိုးအစ်စ်ထုတ်ပေးဖို့ပြောလိုက်တာ ਨੇ ဟိုကရုရှားပညာအာပညာရှင်တွေကို လာတာကိုတချင်းလက်ခံပေးနောက်ပြီးဒီကလူတွေကအဲအဲ့ဒီအဲ့ဒီရုရှားနေရာနေပြီးတော့ကာပတ်ဆာလူတွေကိုတင်နန်းနေပေးနောက်ခဲရန်တွေထုတ်လို့ရေလုံခြုံမှုရှိစေဖို့ဆိုပြီးတော့နေပြီးတော့ကာပတ်ဆာဆက်ယုံတင်းတဲ့လေးမှာပဲထုတ်ပေးပြီးတော့အာဂျင်ရစီမယ်ဆိုတဲ့ဟာမျိုးလုပ်ပေးခဲ့တယ်။ဒါကြောင့်ပူတင်ကလည်းသူ့အတွက်ခိုင်းသမျှရနေတဲ့နေရာလေးတစ်ခုအဲမရောက်နိုင်ဘူးနေရာလေးတစ်ခုပေးပြီးတော့ဆက်ဆံနေတယ်။အခုရင်းပြင်းကြီးတက်ပွဲမှာပူတင်က ကရမလင်မှာဒီနိုင်ငံခေါင်းဆောင်တွေကိုတူးချင်းနှုတ်ဆက်တဲ့အချိန်မှာသိတာပဲနိုင်ငံခေါင်းဆောင်တော်တော်များများကိုအချိန်အတော်ကြီးကြာပြီးတော့သူစကားစမိပြောနေတာနော်မင်းအောင်လိုင်းအလက်မှာတော့တူ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 ပဲအဲတက်ရောက်တဲ့အတွက်ကျေးဇူးတင်ပါတယ်အာဆက် keep in touch ပေါ့ဆက်သွယ်မှုတွေဆက်ရှိနေမှုမယ်ဆိုတာဒါလောက်နဲ့ပဲပြီးသွားတယ်ဒါကလည်းဒီဘက်ကကြည့်ရင်တော့အာဏာနိုင်ငံရေးမှာဘလောက်ပါဝါကြီးတာလဲဆိုတာပဲအရေးပါဘူးတင်ကတရုတ်သမ္မတရှီကျင်းပင်ကိုကြတော့အထူးဧည့်သည်တော်အနေနဲ့ တီဂျာလဖက်ရီဝိုင်းနဲ့အဲ့ခံနေကျူဘာတမရမွန်ဂိုလီးယားတမရကွန်ဂိုတမရဘရာဇီးတမရဗနီဇွဲလားတမရတို့ကိုလေတီဂျာတော့ဟောတွေးဆောင်သေးတယ်ဒါပေမဲ့ဒီမြန်မာစစ်ကောင်းဆောင်အတွက်ကြတော့ဒါမျိုးအခွင့်အရေးမပေးခဲ့ဘူးမြန်မာနဲ့ခေါ်သွားတဲ့စစ်ဘုတ်ချုပ်တွေအပြုံတမကြီးတဲမှာဘုတ်ချုပ်ကြီးမောင်မောင်ကြီးကတော့ရုရှားဒူလီးယားတာဝဲဝင်ကြီးနဲ့တွေ့ရတယ်နောက် သူမိမအဲမင်းအောင်လည်းမိမတော့ကျူကျူလာတော့လွတ်တော်ဥက္ကရာနော် BRICS အဲ Bridge ဥက္ကရာတို့ ਨੇ ပြည်သူရတာတွေရှိတယ်ဘလို့ပဲပြပြပေါ့ပူတင်ကဘလို့ပဲဆက်ဆန်ဆက်ဆန်ဒါ sales သူတို့ကတော့ဒါတန်တမန်ရေးဝါဒဖြန့်ဖို့အင်တာမကောင်းတဲ့အကြောင်းညာဒါကခန္ဓာကြီးကျယ်တဲ့ဟာလို့ဝါဒဖြန့်တာဒါကြောင့်လဲစစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာဒီအကြောင်းကိုနေ့စဉ်ဆောင်းပါးတွေသတင်းတွေအချိန်ချင်းပြန်ပြပြီးတော့ ဘုံဒိခာကြီးတရက်လို့ပဲသူချပြမင်းအွန်လိုင်းအတွက်ဒီခီးစင်မှာတကယ်အမျက်ထွက်တာအယုတ်တမရာရှိခြင်းမင်းနဲ့တွေ့ခွင့်ရတာအာနာသိမ့်ပြီ၄နှစ်ကျော်မှာအရင်ကမရခဲ့တဲ့တန်တမန်ရေးအောင်မြင်မှုရလာခဲ့တယ်သူပြောလို့ရအဲ့ဒါကဓမ္မနိုင်ငံရေးပေါ်တရားမှုတွေဦးတော်လိုက်ပေါ်တရားမှု တိုင်းတာတစ်ခုထိကြီးလိမ့်မယ်လို့တွက်ပါတယ် ဆိုတော့ဒီခရီးစဉ်မှာစက်ကောင်းဆောင်ကဒီတရုတ်သမ္မတနဲ့တရားတွေ့ခွင့်ရခဲ့တယ်ပေါ့လေပြီးတော့ဒီတရုတ်သမ္မတအပြန်ပေါ့လေတခြားဘသူတွေနဲ့ရောတရားတွေ့ခွင့်ရတာမျိုးရှိတယ်လေပြီးတော့တခြားဟိုဘလို့ထူးခြားမှုတွေရောရှိမှာရှင်မင်းအွန်လိုင်းကအပြန်လေးပေါ်မှာသူ့အနေနဲ့တရုတ်သမ္မတအပြင်နိုင်ငံကောင်းဆောင်တွေတော်တော်များများနဲ့အလွတ်တဘောတွေ့ဆုံတာရှိပြီးအားလုံးကဒီကောက်ပွဲကိုလည်းထောက်ကန်တယ်ဆိုတာမျိုးဒါသူကတော့လုံးပြီးတော့ပြောပါတာ ူကိုတီကြအတွေ့ခံတာဆိုလို့ဒေယုသမရရှိခြင်းပင်နဲ့ကာဆွတ်စတန်သမရနှစ်ယောက်ပဲရှိအဲ့လိုသဘောဆိုတော့လေဒါလက်ဖေးတောင်းကော်ဖီတောင်းင်းနဲ့ပြောတာလားဟလာအပြင်မှာအင်္ဂါတောင်းင်းနဲ့ပြောတာလားဒါဒါလေးဟိုအမျိုးဆုံးဖြစ်နိုင်တာပေါ့နော်တရုတ်သမရနဲ့တွေ့ခွင့်ရတာမှာချင်းကပ်မှုပုံစံနီးပြွာရမှာအရေးပါတာစစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးဌာနတပ်တမန်ရေးရာဦးစီးကဏ္ဍလူရညွန့်တိုင်းမှုချုပ်ဦးစော်ထွန်းပဲ အဲ့ဒီဥဇော်ထွန်းဦးကနာအဖလက်ထက်အတွင်းရေးမှုဖြစ်တဲ့နော်ရဟရင်ပြကြပြီးတော့တည်သွားခဲ့တဲ့ဒုတိယဘုချုပ်ကြီးတင်ဦးရဲ့ပါသူ့ဖေကတရုတ်လိုလာတဲ့သူတရုတ်နဲ့ဆက်ဆံရေးကောင်းခဲ့တယ်သူသားဥဇော်ထွန်းကလည်းတရုတ်ဘက်ကရရှိနေတဲ့အခြေဆက်ရှိမြန်မာနိုင်ငံကသူ့ကိုပြန်ခေါ်တုံးတာနော်ဒါဒါအရေးပါပါတယ်ဒါဒီတရုတ်နဲ့ဆက်ဆံရေးကောင်းဖို့ဟိုစစ်ကောင်စီဒီ10 20ကောင်နောက်ပိုင်းမှာစူးစမ်းတဲ့ဟာမှာ ဒါထိရောက်တဲ့အပိုင်းမျိုးပေါ့နောက်ဒီမှာနိုင်ငံဝန်ကြီးဦးတန်းစွေဦးတန်းစွေကရှီကျင်းမင်းနဲ့မြန်မာနိုင်ငံတွေ့ခွင့်ရဖို့အချိန်ချိန်ဆက်သွယ်ပြီးတော့နော်ဒါတောင်းဟိုဟာမြစ်မြစ်တရက်ကန်ရှီကျင်းမင်းတဲတဲ့ဟိုတယ်ကိုလာတွေ့ကြပါတယ်ဆိုတာလို့ဒီဖွင့်တောင်းခဲ့တယ်လို့သိရတယ်ပြည်ဥတ်အတွက်တော့မဟာဗျူဟာရဘက်ဒန်ရုတ်အင်နီရှီယေတစ်မြန်မာလို့တယ်နော်အဲ့ဒီတော့ဒီအလဲပိုင်းပေါ့မြန်မာပြည်ရဲ့ဗဟိုနေရာမှာ အလယ်နေရာမှာထိန်းထားတဲ့ဥယျာစီမံကိန်းဖြတ်သန်းထားတဲ့အလယ်နေရာထိန်းထားတာကမင်းအောင်လိုင်ဆိုတော့ဒါပြောရရင်မင်းအောင်လိုင်ကိုလုံးလုံးလားကကျော်တော့နောက်ကပြေးလိုက်တာအရင်ကတော့သူကချန်ပီယံခွာတိုင်းလို့လုံနေတာနေပြောင်းလို့ပဲစစ်ကောင်စီဘက်ကိုရက်လိုက်ပါကစ္စတန်မှာအာအိန္ဒိယပါကစ္စတန်ပြဿနာတက်တော့အိန္ဒိယစန့်ကြီးနဲ့ပါကစ္စတန်ဘက်ပြောင်းရက်လိုက်တယ်လို့မျိုးပါပဲတရုတ်ကစစ်ကောင်စီကိုအစောပိုင်းနှစ်နှစ်ကျော်အထိ သူရဲ့အထူးတန်တမာအထူးကိုယ်စားလှယ်နဲ့ထားတယ်เนาะယူနန်ပြည်နယ်အထုပ်ရေးမှုကနေတဆင့်ပဲဆက်ဆံရဲ့ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်မှာတရုတ်နဲ့နှိစက်တဲ့ရှိတ်ဟာစီနာပြုတ်ကျပြီးတော့အမေရိကန်နဲ့နှိစက်တဲ့ဂျာပြတ်ဆိုးကတက်လာပြီးတဲ့နောက်ပိုင်းမှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဝန်ကြီးကဒီပြည်တော်ရောက်လာခဲ့တာတိုက်ဆိုင်မှုတက်တက်မဟုတ်ဘူးအာဆီယံမှာလည်းမြန်မာနဲ့ပတ်သက်တဲ့တရုတ်သဘောထားကိုဝန်ကြီးကထုတ်ပြောခဲ့သလို EU တွေလည်း ပြင်းထန်တဲ့ပြည်အားတွေပေးပြီးတော့မြန်မာနိုင်ငံရေးမှာဖြောင်းကိုပဲထဲထဲဝင်ဝင်ဝင်ဆွတ်ပြီးတော့ဝင်ပြီးတော့မောင်းပစ်ဝိုင်းကြီးရဲ့နေပြီးတော့ခီးစဉ်မင်းအောင်လှိုင်ရဲ့တရုတ်ခီးစဉ်နော်ပေါက်ကြားလာတဲ့မှတ်တမ်းတွေအခုတရုတ်မှာအမြင့်ဆုံးအာဏာကိုင်လာတဲ့သမရရှိချင်းမင်းကလက်ခံတွဲဆောင်လိုက်တာဟာတရုတ်အနေနဲ့သူတို့နဲ့တောက်လျှောက်ဆက်ဆံရေးကောင်းခဲ့တဲ့ဒီမြန်မာစစ်တပ်စစ်ကောင်စီတပ်ပြုတ်ကျသွားမှာ မလိုလားလို့ကြားပြန်ပေးလိုက်တာမြောင်းလည်းနဲ့တရုတ်ပြုကောင်းတော့အောင်တွေးဆမှုဟိုအစည်းအဝေးမှာချီချင်းမေကငလင်ကိစ္စအတွက်စိန်ကောင်းဆိုတာစပြောပြီးမယ်မြောင်းလည်းကတော့ပြုက16နာရီတွင်ပရမသောအကူအညီပေးခဲ့တဲ့နိုင်ငံဖြစ်လို့နောက်ပြုယွမ်တိတ္တသမတ်1ဘီလီယံငလင်ဘေးအတွက်ကူညီခဲ့လို့ဂျေဇူးတင်တယ်ဆိုတာအနေနဲ့လူကောက်ွဲအကြောင်းဒရဇတ်ဥတီပြောခဲ့တယ်တွေ့ရ ရုပ်သမရာရှိခြင်းမင်းကတော့မလင်အတွက်အကူအညီတွေဆက်ပေးမယ်မြန်မာရဲ့တည်ငြိမ်အေးချမ်းရေးနဲ့အထောက်အချာပိုင်ဆိုရေးအတွက်ထောက်ခံတယ်ဆိုတာနဲ့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေအပါအဝင်တရုတ်ဝန်ထမ်းတွေနဲ့တရုတ်ဖွဲ့တွေရဲ့ဘေးကင်းလုံခြုံရေးအတွက်လက်တွေ့ကြကြအာမခံပေးဖို့ယာရန်ရဲ့အစိတ်ပိုင်းဖြစ်တဲ့ရုပ်မြန်မာစင်ကြံ CMC ရဲ့အဓိကစီမံကိန်းကြီးတွေကိုတည်ဆောက်ဖို့ကြားဖြတ်နေဖို့တိုးမြင့်တိုက်ခိုက်ပေးဖို့ စားတာတွေကိုဟိုအဓိကထားပြောခဲ့တယ်လို့ဒီတရုတ်ရဲ့အဲပြောခွင့်ရပုဂ္ဂိုလ်မော်နီရဲ့ထုတ်ပြန်ချက်မှာရောတရုတ်မီဒီယာတွေမှာရောကျွန်တော်တွေ့ရပါဒါပေမဲ့စစ်ကောင်စီဘက်ကထုတ်ပြန်ချက်နဲ့မင်းအောင်လှိုင်ရဲ့အဲခီးစင်ကအပြန်လေးပေါ်မှာပြောတဲ့စကားမှာတော့သူကယူကော့ဘွဲကိုတရုတ်ကယူကော့ဘွဲကိုထောက်ခံတယ်ဆိုတာမျိုးထည့်ပြောတာတွေ့ရတယ်ဒါမှန်လားမမှန်လားအာပြောရဖက်ပါဘယ်လိုပဲဖြစ်ဖြစ်မင်းအောင်လှိုင်က ရုပ်စီမံကိန်းနဲ့အကာအကွယ်ပေးမယ်ဆိုတဲ့အာမခံချက်နဲ့တူရုပ်ပတ်ကလည်းပံ့ပိုးမှုတွေလုံးလိမ့်မယ်လို့ယူဆရတယ်။အဲ့ဒီတည်းမှာဗန္ဒာယီစီရေးကူညီတွေပါလာနိုင်တယ်။မင်းအောင်လိုင်းအတွက်တော့သမရရှိခြင်းပင်လက်ခံတွေ့ဆုံတာ။ဒက်ဖက်တိုဆိုပေမဲ့လည်းတန်တမန်ကြီးမှာအရာရောက်လာတာကိုကြားနေပါတယ်။နောက်တစ်ခုကဒီ သွားတဲ့ဒီစကောင်းဆောင်တို့ခီးစံမှာဆိုလို့ရှိရင်ဒီစကောင်းဆောင်ရဲ့ဇနီးအပြင်ပေါ့နော်သူယုံရတယ်လို့ပြောကြတဲ့ဒီအဲညှစ်ကကဘူဂျုံကြီးကြော်စွာလန်းတို့ပြီးတော့ဘူဂျုံကြီးရှဲဝင်းဦးတို့ပေါ့နော် ပြီးတော့ဒီတခြားဟိုနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့ပေါ့နော်တကယ်ပြီးတော့တခြားသူတွေလည်းအများကြီးအတွေ့လိုက်ခေါ်သွားတာမျိုးရှိရောပေါ့နော်ဆိုတော့အစဉ်းစားစရာကဒီပွဲတက်ဖို့အတွက်ဒီလောက်လူလူအုပ်ကြီးလူအပ်လို့လာပေါ့နော်။အော်ဘာကြောင့်များဒီလိုမျိုးအုပ်စုလိုက်ကြီးဝေယုံကြီးကြီးနဲ့ကိုခေါ်သွားတာလဲရှင်။ ဒီခီးစီတွင်မှာစာဘချုပ်ရဲဝင်းဦးကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးနောက်စစ်ကောင်စီဖွဲ့ဝင်တွေဖြစ်တဲ့ဒေါက်တာဘရွှေနဲ့ခွန်ဆန်လွင်နိုင်ငံရေးဝင်ကြီးဦးတန်းစွေညီနိုင်ကိုကဲမှုကြီးရဲ့လေအဲဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့စစ်တပ်အရာရှိ30လောက်ပါပါတယ်ဒါတောင်ကြိုသွားနှင်းနဲ့စစ်ကြီးတပ်ပွဲမှာပါတဲ့မုံမှုကျုံနဲ့လူအယောက်တရာပါပါဝင်ဒီရုရှားခီးစင်စစ်ကောင်စီဘက်ကအနည်းဆုံးလူ250လောက်သွားခဲ့ အရင်တစ်ခေါက်ကခရိုနီတွေပေါ်ပွားပေါ်သွားပြီးတော့ရုရှားမြန်မာစီးပွားရေးဆက်တမ်းရေးပိုကောင်းအောင်တွန်းဖို့မြန်မာလန်စူးစမ်းခဲ့တာဖြစ်ပေမဲ့ဒီတစ်ခေါက်ကတော့စီရေးကိစ္စကပို့ပြီးတော့အရေးကြီးတယ်လို့မြင်ရအဲ့မှာဆာဗာကျုပ်ရဲဝင်းကတော့မြန်မာလန်ဘဲသွားသွားပြည်ပင်းခီးစဉ်ပြပြပြပခီးစဉ်ပြပြသူကလိုက်နေတာမလို့ဒါပုံမှန်ပဲဒါကတော့သူ့ရဲ့အဲထောက်လိုင်းရုပ်အနိကတ်ထားပြီးတော့သူ့ကိုဟိုတံပြန်အာနာသိမ့်မှုတွေမဖြစ်နိုင်အောင်အကာရန်တစ်ခုပေါ့ကာကွယ်ရေးဝင်ကြီး ဟိုချုပ်ကြီးမောင်မောင်ကြီးကစစ်ချီတက်ပွဲမို့လို့သူလိုက်သွားတာဖြစ်တယ်လို့သူကငလင်းပြန်လဲထူထောင်ရေးတာဝန်ခံဆိုတော့နေပြီးတော့ရုရှားနဲ့ပတ်သက်နေတဲ့အမစီမံငင်းနေလဲဆက်ဆက်နေလိမ့်မယ်။နောက်ရုရှားကအာတိဆောက်ပေးမဲ့နျူကလ িয়ার အာနျူကလ িয়ার အာတုံးဟိုဒါပေါင်းဟိုလက်စစ်အဒါအပေးစီမံငင်းနေလဲဆက်နွယ်နေလိမ့်မယ်။နောက်ဘိုလ်ချုပ်ကြီးကြော်စွာလင်းကိစ္စကတော့သူ့ကိုအနာဂတ်တက်ကြုံလို့ ဒါထင်ကြီးပေးခံထားရတဲ့သူဆိုတော့သူ့ကို train လုပ်နေတဲ့သဘောဖြစ်နိုင်တယ်ရင်းရှည်အတွက်စစ်ကောင်စီဘွားဝင်ဖြစ်တဲ့ခွန်ဆန်လွင်တို့ဒေါက်တာဘရွှေတို့ကကြတော့ရှမ်းပြည်နယ်နဲ့ဒခိုင်ပြည်နယ်တို့ကိုတာဝန်ခံရတဲ့အမည်ဆုံးဘုံစစ်ကောင်စီအဖွဲ့ဝင်ဒါကြောင့်စစ်ကောင်းတော်မြောင်းလိုင်းကရှီချင်းတင်နဲ့လက်ခံတွဲဆောင်လာရင်ဆင်သင့်ဖြစ်အောင်နော်တရုတ်စီမံကိန်းဒီရတိုင်းကြီးဖြတ်တန်းသွားမယ်တရုတ်ဟိုစီမံကိန်းပေါ့ဒီရတိုင်းကောင်းတဲ့ပေါ်စီမံကိန်းဆွေးနွေးဖို့ကြိုတင်ပြင်ဆင်လာတာ ဒါအပြင်မင်းအောင်လည်းမှာနောက်ထပ်အကော့တစ်ခုရှိသေးတယ်ဒီတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်ဟိုစင်ဂျန်ပေါ့အဲ့တော့သူကအာဘင်္ဂလားဒေ့ရှ်ဟိုဟိုတဆက်တဲ့စီမံကိန်းကိုအကြောင်းပြပြီးတော့အော် AA ကိုဟိုဖြိုနိုင်ရေးပေါ့ဒါသူစူးစမ်းမဲ့အကော့ပေါ့နော်အဲ့ဒီအတွက်ကိုဒါဒီလူတွေကအာ information တွေပေးဖို့ပါသွားတာမင်းအောင်လိုင်းတို့မတိုင်ခင်တပတ်ကြိုသွားတယ်စီးပြအပွဲကောင်းတော့ဘုံမှုချုပ်မျိုးဆက်အောင်ကစီးပြ အဖွဲ့ကိုအုပ်ချုပ်ဖို့ဆိုတာပြင် तू က drone နဲ့ဂျမ်းမာဝယ်ယူရေးအတွက်လပခအတိုင်းမူအလဲပိုင်းနဲ့စစ်ဌာနချုပ်ကနေပြီးတော့ဓာတ်ရိုက်တာဝန်ပေးလိုက်တာလည်းတာဝန်ပေးလိုက်တဲ့လူလည်းဖြစ်တယ်။ဒါကြောင့်ဒီလပခထိန်းချုပ်နေနေဒီမှာရုရှားလို့ဒီပညာမြင့်တဲ့ drone တွေကိုပို့သုံးလာမဲ့အနေထားရှိတယ်လို့ခံမှန်းရပါလေ။ အခုတောင်တော်ဒီတိုက်ပွဲတော်တော်များများမှာစစ်ကောင်စီက drone တွေတော်တော်လေးကိုတုံးလာတယ်လို့တော်လရင်တပ်ဖွဲ့တွေဘက်ကနေကြားရတာမျိုးရှိရပါတော့။ဆိုတော့ဒီအခြေအနေအတိုင်းဆိုလို့ရှင်တော့ဒီ drone ကိစ္စကိုပို့ပြီးတော့တတိထားမယ်အနေထားပေါ့လေးစား။ဆိုတော့ဒီတပတ် editorial talk season ကိုဒီမှာပဲရနာလိုက်ကြပါရစေ။ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာ။ လူ့ကောင်မီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။